ိုင်မဲစတူဒီယိုနားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပရိသတ်တို့ကစာရေးသူထွန်းတောင်းရေးသားထားတဲ့တောင်လမအင်းမေကငွေရတောင်တိုင်းဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဇာတ်လမ်းလေးကိုတော့ကျွန်တော်နေလင်းကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာချက်ကောင်းတို့ကအတော်လေးကိုစည်ရင်သဘောကောင်းပါတယ်ဒီခံချင်းခွင့်လို့ချင်းအနေနာခံချင်းလည်းရှိပြီးတော့သူတပားတို့ရဲ့အကျိုးကိုလိုလားပြီးကုညီဆောင်ရဲ့ပေးတဲ့သူလေးဖြစ်ပါတယ်ဒါကြောင့်လူကြီးလူငယ်အားလုံးက ကြက်ကောင်းတို့ကိုချစ်ခင်ကြပြီကြက်ကောင်းတို့ဟာအတွင်းစီရင်ပြူစင်ယူသားပြီမယ်အသားကမယ်ရုပ်ကစိုးပါတယ်မျက်လုံးကပြူကသွားကလည်းခေါ်ပြီးတော့ခေါင်းမှလည်းတက်ဆွဲနေပြီကိုမှလည်းဝဲရဖူးတွေစီလျက်ရှိနေပါတယ်စီရင်သာမကောင်းရင်တော့ချစ်ခင်စရာလုံးဝမရှိပါဘူးမိဘတွေဟာလွန်စွာဆင်းရဲလာပြီးတော့တနေ့လို့တနေ့စားဆိုသလိုကြုံရကြပန်ရရအလုပ်ကိုလုပ်ကန်ရင်းနဲ့ခက်ခဲခဲခဲဝမ်းရည်ကိုဖြည့်ရှင်းရပါတယ်ဒီလိုသဘောရှိတာကြောင့် ချက်ကောင်းတို့အရွယ်ရောက်လာတဲ့အခါမှာဘဝအပေါ်မောင်ဖြစ်မြေတားတက်ဝင်ချက်ခင်မိတဲ့မိန်းကလေးတယောက်ရှိနေမှာမလားလို့လေမောင်ထွန်းကြီးတွေးခဲ့ပါတယ်။တချိန်တခါတော့ကဒီပန်ဝင်းကြီးမှာစူခဲ့တဲ့အတွင်းစိတ်ရင်ဖြူစင်လာတဲ့မောင်ယုံစိုးလီချက်ကောင်းတို့နဲ့မောင်ထွန်းကြီးတို့ရှောက်ပြီးတော့တွားခဲ့ကြဘူးပါတယ်။နှစ်ထောင်ငါးပန်းမုတ်ဆိုးလုတ်ကိုဝါသနာပါတဲ့ချက်ကောင်းတို့ရဲ့နောက်ကမောင်ထွန်းကြီးတယောက်အချိန်ချိန်လိုက်ခဲ့ဘူးပါတယ်။အချစ်ဆုံးတငယ်ချင်းတွေဖြစ်ကြပြီးချက်ကောင်းတို့ကမောင်ထွန်းကြီးကြောင်းမေးရတဲ့အချိန် ဒီပန်ဝင်းညင်ကိုခေါ်လာစမြဲပါပဲဒီနောက်မှာတော့ငါးဖန်ငှက်ထောင်ပရက်ထောင်စတဲ့အသေးစားမုံဆိုတန်ငါလုပ်ငန်းလေးတွေကိုလှုပ်လှည့်ရှိပြီးတော့ကျောင်းသားဖြစ်တဲ့မောင်ထွန်းကြီးဟာဘာမှမတက်တော့ဆရာကြက်ကောင်းတို့လို့သူများကိုစိတ်ဝင်စားစွာနဲ့လိုက်ကြည့်လို့နေဘူးပါလေမောင်ထွန်းကြီးဟာတန်ငါမုံဆိုလီကြက်ကောင်းတို့ရဲ့နောက်ကလိုက်နေဘူးပဲမေအဲ့ဒီချိန်လေးကအကုတို့ကိုကြောက်တက်ပြီးတော့ဆရာမိပါရီကစုစုံမားတယ်ပြီဒါကြောင့်ရှမ်ပန်ရင်ကာမှလည်းကြက်ကောင်းတို့ကိုမုံဆိုအလို့တန်ငါအလို့မလုပ်ဖို့တွေ့ တာမြင်တက်ပါတယ်။ဒါပေမဲ့ခြေကောင်းတို့ဟာမုတ်ဆိုးတန်ကနေကျုံညာကြပန်းအလုတ်ကိုလုတ်ကင်စားတော့ရတယ်။မိဘနှစ်ပါးကမွေးဖွားလာသူဖြစ်ပြီးအဲ့ဒါကိုလေဝါသနာပါနေခဲ့တာကြောင့်မုတ်ဆိုးတန်ကအလုတ်ကိုပြောနေပြီးတော့စိတ်ပါလက်ပါနေတယ်လုတ်တက်ပါတယ်။သူတော်ဘာရဲ့အသက်ကိုတက်ပြရခြင်းမှာအာဟုတို့လိုတိဟန်တော်မတူခဲ့ပါဘူး။နောက်ပိုင်းမှာတော့မောင်ထုံးကြီးကသူတော်ဘာရဲ့အသက်ကိုတက်ပြခြင်းဟာအာဟုတို့ဖြစ်လို့ငရေကြတဲ့တဲ့ကြောင့်ဝိလိုက်တဲ့အကြောင်းတွေကိုဆရာသမားတွေကတင် जा ပြတ်တာတဲ့အတိုင်း ကြက်ကောင်းတို့ကိုပြောပန်များလာတော့အေးပါကွာနောက်တော့ငါမလုပ်ဘဲနေပါမယ်ကွာအခုတော့ယာတုံးလေးလှုပ်လှုပ်မယ်ကွာအလုံးကိုချစ်ခင်ကြတဲ့တငယ်ချင်းအရင်းကြီးဖြစ်လာကြောင်းမောင်ထုံးကြီးကလည်းအတင်းအကျပ်တော့မပြောရက်ပါဘူးလေးတန်းကျောင်းသားအွေတဲအောင်ကျောင်းမေးရက်ထဲမှာတော့အဲ့ဒီပဝင်းကျင်မှာကျင်နေခဲ့ပြီးမောင်ထုံးကြီးလေးတန်းအောင်လို့မြို့ချောင်းကိုပြောင်းနေအထိပါပဲဒီလိုနဲ့မောင်ထုံးကြီးဟာတောင်ကုန်မြို့ကိုပြောင်းပြီးတော့စင်တထေးကြီးဥပါကြီးရဲ့အိမ်မာနေပြီးကျောင်းတက်မကြခင်မှာချက်ကောင်းတူတယောက် ပျောက်ခြင်းမလားများစွာနဲ့ပျောက်သွားတဲ့အကြောင်းကိုကြားသိလက်ရပါတယ်။ဒါကြောင့်ပဲမောင်ထွန်းကြီးကမယုံကြည်နေအောင်ဖြစ်သွားခဲ့ပြီးတော့အချစ်ဆုံးတငယ်ချင်းတယောက်ဆုံရှုံရခြင်းတွေဝမ်းနဲ့ကြေကွဲစွာလေးဖြစ်ခဲ့ပြီးမောင်ထွန်းတဲ့အတေကြောင်းလေးတခုပြန်ပြောင်းစဉ်းစားခြင်းနဲ့တောင်တမအင်းမေးတနေရာမှာဥဒိယာမဲရှောက်သွားနေမိပြီးပဝင်းချင်းကိုလည်းအကြောင်းမဲ့စွာငေးကြည့်လို့နေမိပါတယ်။ဒီနေ့မှတော့ကြက်ကောင်းတူကတငယ်ချင်းငါအောက်ကူတို့အလုပ်တွေမလုပ်တော့ဘူးကွာ။ဟေးတကယ်လား တကယ်ဘောကွာငါတားတက်ငါတက်အလုပ်တွေကိုမလုပ်တာကြာပြီကွာမင်းဝန်တာငါမပြောသေးတာဟာဒါဖြစ်လို့လေအောက်ကတို့အလုပ်တွေမလုပ်တော့ဘူးဆိုတော့မင်းအကြောင်းများရှိလို့လားဟိုဒါမှမဟုတ်ငါကမကြခဏပြောလို့လားအကြောင်းရှိတာပေါ့ကွာဒါပေမဲ့မင်းပြောတာတွေတက်တက်တော့မဟုတ်ဘူးကွာဘိုးတော်ကြီးကစုံမထားလို့လေဘိုးတော်ကြီးဆိုတာဘယ်သူလုံးကွာဒါတော်တော်မအင်းဘက်ကိုတွားရအောင်အဲ့ဒီရောက်တော့မှငါပြောပြမယ်ပြီးတော့မင်းကိုပြကြလဲရှိတယ်ကွာချက်ကောင်းတို့က ဘာပြမယ်ဆိုတာတိတိကျကျမပြောဘဲခိုးလာပြီးတော့မောင်ထုံးကြီးက နားမလဲဆောင်နေလိုက်ပါလာခဲ့ပါလေ။ကြက်ကောင်းတို့ကခြေလန်းမြန်မြန်နဲ့တွားလွန်းလာကြောင်းမောင်ထုံးကြီးကလည်းပြေးသလောက်နေပါမြန်နဲ့ခြေလန်းတွေနဲ့လိုက်ရပြီးခက်တွက်တွက်ရှောက်လာရင်းနဲ့တော်လမအင်းနာကိုရောက်လာပြီးတော့အင်းဆောင်တစ်ခုမှကြွေးချောင်းသားနွားချောင်းသားတွေကဟိုတယ်စုဒီတယ်စု ထိုင်းနေပြီးတချို့ကလည်းရှောက်ပြီးတော့သွားနေပါလေ။တချို့တွေကပေါ့ပင်အောင်မှာဆွတ်တိုင်နေပြီးကွန်ပြေငါးတက်နေတဲ့လူတွေကိုလည်းတွေ့ရပါလေ။ ကြက်ကောင်းတို့ကအဲ့ဒီလူစုဘက်ကိုမသွားဘဲတီးတန့်ရှောင်းခင်းပြီးတော့အရှိတောင်တောင်ကြာကြာကြောက်တောင်ဘက်ကိုဥတီပြီးသွားပြီးတော့ကြောက်တောင်ကြီးရောက်တဲ့အခါမှာကဲမောင်တို့မင်းဒီမှာကြံခဲ့ပါငါကြောက်တောင်နဲ့ခဏသွားလိုက်အောင်မင်းကကြောက်တောင်နဲ့ဘာသွားလို့မှာတော့ငါတယောက်တည်းမနေရဘူးကွာဘာမှကြောက်စရာမရှိပါဘူးကွာယောငါတယောက်တည်းမနေရဘူးလို့မင်းကလည်းဘာမနေရစရာရှိလို့လဲကွာအေးပါဒါနဲ့နေပါဦးမင်းကအဲ့ဒီကြောက်တောင်နဲ့ကိုဘာသွားပြီးတော့လောက်မှာတော့အာ မင်းနောက်ပြီးသွားချင်လို့လားမဟုတ်ပါဘူးကွာမင်းချင်တာလုံးဝမဟုတ်အဲ့ဒါဆိုငါလေးလိုက်မယ်လေကွာမင်းလိုက်လို့မရဘူးကွာအဲ့ဒါကြောင့်ပြောနေတာဒီနေရာမှာကျန်နေခဲ့ငါတောင်းလေးပဲကြာမှာအဲ့ဒီလိုပြောပြီးတော့ချက်ကောင်းတူဟာကြောက်တောင်ကြီးရဲ့ရှိုးလေးကိုတုတ်ခနဲ့ပြေးဝင်လို့သွားပါတယ်မောင်ထုံးကြီးကတော့တမကိုတစ်ချက်ချကကြံနေခဲ့ပြီးသူ့ကိုမခေါ်ဘဲတယောက်တည်းထွက်သွားတာကြောင့်မကြေနဲ့တယ်လို့လဲခံစားမိပါတယ်တောင်းလောက်ကြတော့ချက်ကောင်းတူကပြန်လာပြီးလက်ထဲမှာလည်း အထုတ်တထုတ်ပါလာခဲ့ပါတယ်။ကဲဒီမှာကြည့်ပါဦးကွာ။ချက်ကောင်းတို့ဟာသူဆုပ်ယူလာတွေကိုပြပြီးတော့မောင်ထွန်းကြီးကချက်ကောင်းတို့ရဲ့မျက်နှာကိုစိုက်ကြည့်ရင်ဒါဘာတွေတုန်းကမင်းပြောကြည့်သမောင်။မောင်ထွန်းကြီးကကြောက်တောင်နဲ့ဝင်မလိုက်ရတာကိုမကြည်မနဲ့ဖြစ်ပြီးတော့ဘာမှမပြောဘဲချက်ကောင်းတို့ရဲ့မျက်နှာကိုသာစိုက်ကြည့်လို့နေပါလေ။ကြည့်လေကွာဒါဘာတွေလဲလို့ဘယ်ဒီမလဲကွာ။မင်းရောက်မရရကောက်လာတာ။မင်းကလည်းအားလိုက်တယ်ကွာ။မောင်ထွန်းကြီးမင်းလေတိလား။ ကိုလေစီကိုကြောက်တုံးနဲ့ထုတ်တဲ့ဖို့ပဲကောက်နေကွာ။ဟေးဟာနေမရိုင်းနေတော့နွားစကားမပြောနဲ့။ဒီမှာကြည့်လေကွာ။ဒီလောက်ကြီးတထေးသားတယောက်လုံနေပြီးတော့ဒါတွေတော့မသိဘူးလေ။ပြောရင်လည်းမကြိုက်သေးဘူး။ဒီအပြားတွေကငွေပြားတွေကွာ။ဒါငွေမကြီးသေးနှစ်တောင်ပဲ။အစတွေကတီးသားပဲ။မင်းကိုစောင့်မြင်ကလို့မပြောတာ။ဟုတ်ဗျာ။ငါ့ကိုစောင့်မြင်ကလို့မပြောတာ။ဒီလောက်ကြီးပါချဖို့ကောင်းနေလေ။ဟမ်။တကယ်မသိတာမသိဘူးလို့မပြောဘူး။သူများစီမှာအထိုးခံရလို့မျက်နာဘလူးရုပ်ပေါ့နေတာတော့ငါရှိမရော့ဆိုတဲ့အကောင်မျိုးပဲကွာ။ ဟိုထဲတော့လေမင်းကောက်သွားလို့မရဘူးကွာအဲ့ဒီထဲကိုမင်းပါအိမ်များထင်းနေလို့လားမင်းချေကဘာမလို့လဲကွာတိုက်နေလေကွာအဲ့ဒါတို့မောင်နှမတွေရဲ့တိုက်နေကြီးပဲကွာအဲ့ဒီထဲကမင်းမြင်ဘူးအောင်လို့ဒါတွေကိုယူပြတာမောင်ထုံးကြီးတယောက်မျက်လုံးပြူသွားပြီးစိတ်ဆိုးဒေါသတွေလည်းပျောက်ပြီးတော့ချက်ကောင်းတို့ကတိုက်နန်းလို့ဆိုတဲ့ကြောက်တောင်ချောက်ကိုစိုက်ကြည့်ပြီးတော့မှတပြင်းကိုတစ်ချက်ချောက်ချက်ကောင်းတို့ရဲ့မျက်နှာကိုတစ်ချက်ကြည့်ပြီးလက်ထဲကငွေပြားတွေနဲ့ငွေမကြီးသေးတဲ့နှစ်တောင်ကိုပါကင်ပြီးတော့ကြည့်လိုက်ပါတယ် ဒါမျိုးတွေအထင်မှအများကြီးရှိတယ်ကွာအတုံးနေလည်းမနေဘူးဒါဆိုရင်တော့တို့တော့ပွားကြီးပဲကွာဟမ်ဟေးအောင်မပွားနဲ့ကွာဒါတွေကိုယူသွားလို့မရအောင်အာဘာဖြစ်လို့တော့ဘယ်သူမှမမြင်ဘူးလေကွာဒါတွေကိုဒီတိုင်းခပိတ်သေးထည့်သွားရင်ရတာပဲမမကြီးကပြောတယ်ကွာယူသွားလို့မရဘူးလေအခုယူလာတာတော့မင်းကိုပြချင်လို့ခဏလေးပါဆိုပြီးတော့ခွင့်ပြုလိုက်တာမမကြီးဆိုတာဘယ်သူတုံးကွာအော်မင်းကလေထိုးတိုက်ဆောင်နေမမကြီးလေကွာအရိမတီးယာဖះရှင်ပွင့်တော်မူရင်ကျောင်းတော်ဆောက်လို့လှူတဲ့မိုးတဲ့တိုက်ကိုစောင့်ရှောက်နေတာကွာ တိုက်ဆော့မမကမင်းရဲ့အမကြီးဆိုတော့မင်းလည်းအဲ့ဒီတရားပဲလား။အင်းဟုတ်တယ်လေကွာ။ငါကအငယ်ဆုံးဆိုတော့အလိုလိုက်ကြတယ်ကွာ။အဲ့ဒါကြောင့်အလေသဘောနဲ့လူပြည်ကိုလာခွင့်ပြုလို့အခုလိုမင်းတို့နဲ့တွေ့ရတာ။မောင်တော်ကြီးဟာတစ်ချက်နှစ်ချက်ခေါင်းညိတ်ပြီးတဲ့နောက်ဒါဆိုလေကွာအထေးဟာတွေမပြင်းနေ။ဒါပေတော့ပြေးလိုက်ပါလို့တောပြောလိုက်ပါကွာ။ကို့မှာပဲကွာမင်းပြောရင်ရလောက်ပါလေ။အာမလုံနေကွာ။အမကြီးကဒါပေအားလုံးကိုစောင့်ရှောက်နေရပါမယ်။ကျောင်းတော်ဆောက်ဖို့အတွက်ကြီးဆိုတော့အမကြီးလည်းမပိုင်ဘူးလေကွာ။ ဒါကသာသနာပစ္စည်းတွေပြီးပါကွာဒါဆိုရင်လေအထက်ရောက်နေမရရင်နေပါစီတို့တွေဓာယူပြီးတော့တွားရအောင်မင်းမကြီးကမင်းတို့တော့မလုပ်လောက်ပါဘူးကွာအာမရဘူးကွာဓာယူတော့ယူသွားရင်ဒီအင်းကြီးရဲ့ဟိုဘက်တော့မရောက်ဘူးရားလို့သေးလိမ့်မယ်အဲ့ဒီလိုလေရားတယ်လားရားတာဘောကွာအခုတော့ငါယူပြီးတော့ပြတာမင်းမရတာမဟုတ်ရင်လေကန်ကြည့်တာနဲ့ရတယ်ကွာဒါဆိုရင်တို့ကလုံးဝယူလို့မရဘူးပေါ့အေးမရဘူးကွာယူလို့ရှင်လေမနေနဲ့မထိုင်နဲ့အောင်ရားတော့မှာ သူ့နေရာသူ့ပြန်ဖို့မှာအရာပြောက်တာကွာငွေသားတွေကိုလုံးဝယူလို့မရဘူးလို့သိရတော့စိတ်ပြက်လို့သွားပြီးလက်နေကန်ကြီးခွင့်ရှိရနေယူခွင့်မရှိတာကြောင့်အတော်လေးကိုလည်းမကြည်မနဲ့ဖြစ်သွားခဲ့ပါတယ်အေးပါကွာဒါဆိုလေရောင်းမအောင်တည်တည်နဲ့ငါမယူတော့ပါဘူးဒါပေမဲ့မင်းရွာရဲကကိုစိန်မောင်နဲ့မိမမတ်တင်မျိုးတော့နည်းနည်းလေးပဲဖြစ်ဖြစ်သွားပြီးတော့ပြေးလိုက်ပါကွာအာဘာလို့လုံးကဒီလောက်ထိရပါလေဆိုမှရတယ်လို့သွားပြေးလိုက်လို့ပြောတာပေါ့ကွာအခုတော့လေမတ်တင်မီတယောက်ဘာကြောင့်မှမသိကွာ မင်းထိုင်နေလင်းစိတ်သားစိတ်ကုန်လာလို့တဲ့လင်မယားကွာမယ်ကင်းမယ်တော့ဖြစ်နေတာမင်းမကြောက်လားဟင်းမင်းရလေအကောင်းမဲ့လို့နားထောင်နေတာဒီနောက်မှာတော့ခြေကောင်းတို့ကပြိုးရတဲ့အခါမှာသူတို့တိုက်ဟာမောင်နှမ၃ယောက်ရှိပြီးတော့တိုက်ဆောင်တဲ့တန်းကရှေးကြလွန်းလာကြောင်းတိုက်ဆောင်ဘွားမှာညီငွေလို့လာပြီးမောင်နှမ၃ယောက်လည်းအလဲကြလူရွာကိုလာလေးရှိပါတယ်လူရွာကိုလာပြီးမယ်အိမ်တော်တောင်းမေးခွင့်မရပဲအိမ်တော်ပြုတ်ရင်တိုက်ချုပ်ဘိုးတော်ကတန်းခဲ့ပြီးတော့တိုက်နှန်းကိုပြန်လေခေါ်ယူလေးရှိပါတယ် ဒီခါမှာဝမ်းနဲ့ခြေခွဲဖရာတွေနဲ့ကြုံရပြီးဒီလိုအဖြစ်မျိုးတွေနဲ့မကြုံတွေ့သေးဘူးချက်ကောင်းတို့လူရောက်ကိုလာခါနေမှာအမတော်နှစ်ယောက်နဲ့တိုက်ချုပ်ဘိုးတော်တို့တိုက်မြင်ပြီးအိမ်တော်မကြသေးဘူးရွှေတူမိမတွေစိတ်ဝင်စားသေးဘူးကြင်ွေပြီးတော့စင်ရဲလာတဲ့မိဘအိမ်ကိုအစိုးဆုံးရုပ်လက္ခဏာနဲ့ပို့လို့လိုက်ကြတဲ့အကြောင်းလေးပြောပါတယ်သူ့ကိုလည်းအမတော်နှစ်ယောက်နဲ့တိုက်ချုပ်ဘိုးတော်ကြီးကအစမပြေကြိရှုစောင့်ရှောက်ပြီးတိုက်ချုပ်ဘိုးတော်ကြီးကချက်ကောင်းတို့ဟာစင်ရဲတဲ့မိဘအိမ်မှာလူဖြစ်နေရကြောင်းဖာဖန်ငှက်တော် နားနိုင်လုံနေရကိုအောက်ကူတို့များပြီးတော့မကြိုက်လာတာနဲ့ဒီလုတ်ကိုဆက်မလို့ဖို့ဟောပြောဆုံးပါပြီတာမြင်လိုက်တာကြောင့်အခုတော့ချက်ကောင်းတော့ဟာအောက်ကူတို့အလုပ်တွေကိုမလုပ်တော့တဲ့အကြောင်းမောင်ထုံးကြီးကိုပြောလိုက်တော့ဖြစ်ချောင်းကုံစင်ကိုနားလေသွားပြီးကန်ဒီယာရဲ့လှစ်ပတ်တက်ပုံကိုစဉ်းစားမိတာကြောင့်ချက်ကောင်းတို့ကိုလည်းစိတ်မကောင်းဖြစ်သွားမိပါတယ်အခုအခါမှာတော့ချက်ကောင်းတို့ဟာနွားငါကြောင်းနေပြီးတော့တလားကြောင်းရင်နွားတကောင် တကြံတော့ရပြီအကောင်ရင်များများကြောင်းနေလေငွေကပူရလေလေဖြစ်တာကြောင့် အသေးစားမို့ဆိုတန်ငါလို့တလောင်နေပါဝင်ငွေရှိပြီးတော့အောက်ကူတို့လည်းမတက်တော့ပါဒီချိန်မှာအချစ်ဆုံးလက်တွဲပေါ်တငယ်ချင်းဖြစ်တဲ့မောင်ထုံးကြီးကတောင်ငုံမြုပ်ကိုပြောင်းပြီးကြောင်းတက်လို့နေရာကြောင့်ချက်ကောင်းတို့ဟာနွားကြောင်သားတွေနဲ့မိဖွဲလို့နေရပါတယ်နွားကြောင်သားလေးချက်ကောင်းတို့ဟာလူကြောင်သားမောင်ထုံးကြီးကတယောက်တည်းနွားကြောင်သားမိတ်ဆွေတွေကအများကြီးဒါကြောင့်ချက်ကောင်းတို့ဟာမောင်ထုံးကြီးကိုရှမ်ပန်ရင်ခါမျှတာတရိယာပြီးတော့နွားကြောင်သားတွေနဲ့သာပျော်နေမိပါတယ်ချက်ကောင်းတို့တို့အုပ်စုအင်းဆောင်တွေက ညနှုတော်ကိုနောဒီမောင်းပို့ခဲ့ပြီးတရပင်အောက်ကိုရှောက်လာပြီးတော့ဒီခါမှာတရပင်အောက်မှာချွေးသိမ့်ရင်နဲ့နားနေတဲ့အသက်90ကျော်လောက်လူကြီးတယောက်ကိုတွေ့ရပါတယ်။လူရဲ့ပုံစံကအရက်ကမြင့်မြင့်ရှမ်းလူမျိုးဖြစ်ဟန်တူပြီးတော့ရှမ်းမောင်းမီရှမ်းတိုက်ပေါ်ရှမ်းအင်းကြီးနဲ့ရှမ်းကောင်းပေါင်းစတာတွေကိုလည်းစက်မဲကြကြဝစ်စင်လို့ထားပါတယ်။တီဂျီလာတဲ့အမှုရာကို ဆောင်းပြီးတော့ကျကောင်းတို့ကအဲ့ဒီလူကြီးရဲ့နားမှာတွားထိုင်ပြီးတော့မေးလိုက်ပါတယ်။ဘာကြီးကဘယ်ရက်ကလာတော့ဘယ်ကိုသွားမှလဲဗျ။မင်းတို့အားလုံးက ီဒိုးဆောင်ရွာကကြီးပဲလားဟုတ်ပါတယ်ဘာကြီးရဲ့တားတော့ကဒီရွာကပါစူပေါင်းပြီးတော့နွားเจ้าနေတာပါအဲ့ဒီလူကြီးကကြက်ကောင်းတို့ကိုအသေးချာပြန်ကြည့်ပြီးတော့နွားเจ้าသားတွေမှာကြက်ကောင်းတို့ရဲ့ရင်မောစွာနဲ့ပြောဆိုတဲ့ပုံတက်လက်ပုံတွေကိုအကဲခတ်မိလို့သွားပြီးတော့ကြက်ကောင်းတို့နဲ့တအောင်လေးစကားပြောပြီးဥပေတက်မြင်တဲ့တရေပင်အောက်ကကြံနေခဲ့တဲ့နွားเจ้าသားတွေကိုမောင်းထုတ်ပြစ်လိုက်ပါတယ်ဒီနောက်မှာတော့ကြက်ကောင်းတို့ကိုအင်းငါအစကမင်းမီးတော်ကိုအခုမှပဲဖြစ်မှာ ငါနာမည်ကဆရာတာကရာလို့ခေါ်ပါတယ်။ငါဒီရက်ကိုဥတီပြီးတော့လာခဲ့တာ။ဒီနားတဝိုက်မှာငွေရတိုက်ရှိတယ်တဲ့။အဲ့ဒီငွေရတိုက်ကိုမောင်နှမသုံးယောက်ကစောင့်ရှောက်ကြတယ်။သူတို့မောင်နှမသုံးယောက်မှာအစွမ်းထက်မြက်ဆုံးဖြစ်တဲ့မောင်ငယ်လေးကအခုလိုလူရွာကိုလာပြီးတော့နေတယ်။အဲ့ဒီမောင်ငယ်လေးကတိုက်ဆောင်ဖြစ်နေတိုင်နန်းလေးကိုပြန်မြောက်ခင်ငါကသူ့မနှစ်ယောက်ကိုဖမ်းချုပ်ပြီးတော့သူတို့စောင့်ရှောက်နေတဲ့ရတနာတွေကိုရေဖို့လာခဲ့တာကွာ။ဟောလက်စတဲ့တော်အဖကြီးကတိုက်စာကြီးကို အေးကွာဒါကြောင့်အဘကြီးကမင်းရဲ့တွက်လက်ပုံလေးကိုသဘောကျလို့ဘာကြီးနဲ့တူတိုက်ရအောင်ဆိုပြီးတော့ပြောမလို့မင်းကနဲ့တိုက်လိုက်ပဲဆိုတော့ဒီเจ้าကိုရွာသားတွေမသိစင်နဲ့ရွာသားတွေကတိတ်သွားကြရင်အနောက်ရှေ့ဖြစ်လာနိုင်တယ်ကွာဟုတ်ကဲ့ကျွန်တော်ဘယ်သူမှမပြောပါဘူးဒါပေမဲ့ဘာကြီးရဲ့လုပ်ငန်းစဉ်တွေတော့ကျွန်တော်ကြိုပြီးပြောထားမှဖြစ်နိုင်မယ်နော်ပြောမှာပေါ့ကွာကိုနဲ့အတူလုံးမဲ့လူကိုအเจ้าအရာပြောပြမလို့ရမလားကွာအေးဒါပေမဲ့အခုတော့ရက်လို့တယ်လို့နီးမှပဲပြောတော့မယ်ကွာ ရဲလို့သေးတယ်ဆိုတော့နောက်ထပ်ဘယ်နည်းလောက်များလိုသေးလို့လဲဗျအခုမှလာစမ်းမယ်ရှိသေးတာလုံးရမှာကလောက်ဝင်ရောက်ဒီတော့တရဲတစီတွေကိုမကြောက်တဲ့မင်းပါဝင်၄ရောက်ငါနဲ့ပါဆိုရင်၅ရောက်ပေါ့ဒီထက်တော့လူဘူခေါ်လို့မရဘူးကွာဟုတ်ကဲ့ဘိုင်းညွန်ညားတဲ့အတိုင်းပဲကျွန်တော်လှိုက်နာပါမယ်ရွာထဲမှာတရဲမကြောက်တဲ့လူတွေရှိပါတယ်အဲ့ဒီထက်ကျွန်တော်အစီအမံမဲ့လူကိုရွေးခေါ်ခဲ့ပါမယ်နောက်ရောဘာလို့သေးလဲဗျတိုက်စရာကြီးကတအောင်စဉ်းစားလိုက်ပြီးတဲ့နောက်မှာတော့อืม ငါဟာဘေးလူတွေကိုအသိအမြင်ခံနေတာမဟုတ်ဘူးလေဒီတော့မင်းကငါဒီရက်အတွင်းမှာစားတောင်းလို့ရအောင်ဇန်ဒါမှမဟုတ်ပုံမှုန်၁၀တုံးလောက်လာပြီးတော့ပို့ထားပေးကွာဟုတ်ကဲ့ကျွန်တော်ပို့ထားပေးပါမယ်အေးဒီလောက်ဆိုတော့ပြည့်စုံပါပြီကွာလောက်ပဲညမှသာမင်းပါဝင်လူလေးယောက်တယောက်ကတော့တပွဲစီနဲ့မပြတ်မကွက်လာခဲ့ကြတောင်းလမအင်းကြီးရဲ့ပဝင်းကျင်တစ်ခုလုံးအမောင်တို့နဲ့ပိတ်ပိတ်ဖုံးနေပြီးတော့လောက်ပဲညကောင်းငင်တို့ခင်မှာနှိမ်ပြပြကြေအောင်လေးတာရှိပြီးအင်းကြီးပြင်က ကြေယောင်ကြောင့်အနေငယ်လင်းနေပါလေ။ညငယ်မျိုးနယ်ဝင်ပေါဝင်တဲ့စစ်စစ်တွေဟာအင်းရည်ပြင်ကိုဖျက်တမ်းသွားကြပြီးတော့မြေဝဲငှက်တွေဟာချက်ကောင်းတို့အုပ်စုနီးလာတာနဲ့ထပြန်လို့သွားပါလေ။ဒီနောက်မှာတော့တနေရာမှာပြန်ဝေးကြပြီးတချို့တွေဟာတဖြုံဖြုံနဲ့ပြေးဝင်သွားတော့ကတော့ရှင်လာတောကြောင်လာခွေးပြေလာလုံးဝမကွေးပြပါဘူး။ချက်ကောင်းတို့ဟာတဲပင်ကြီးစီကိုဥတီလျှောက်သွားလို့နေပါလေ။ဘသူတွေလဲကွာတိုက်ဆရာကြီးကခန်းကောင်းကောင်းလေတံနဲ့လှမ်းပြီးမေးလိုက်တော့ ကျွန်တော်တို့လေဘာကြီးဘာကြီးခေါ်တာလို့လာရတာလေချက်ကောင်းတို့ကမတူးမချေပြောလိုက်တဲ့အခါမှာအော်အေးတိုက်ဆရာကြီးပြန်ထိုင်သွားတာကိုတွေ့ရပြီးတော့ချက်ကောင်းတို့တို့အနားကိုရောက်လာတာနဲ့တိုက်ဆရာကြီးကစကားမဆိုသေးပဲတယောက်ချင်းစီကိုကြိလိုက်ပါတယ်ပြီးတော့မှချက်ကောင်းတို့ရဲ့လူနာမည်တွေကိုတယောက်ချင်းမင်းမြန်မှတ်သားပြီးတဲ့နောက်ကတော့ပဲငါးဝဲပြင်လူဝက်တဲ့အလင်းတိုင်းတွေအမွေးတိုင်းတွေစစ်ဆေးပြီးတော့တိုက်ဆရာကြီးဟာကငင်စီမီးတိုင်းကြီးဆောင်းသားတော့ကိုတွေ့ရပါတယ်ညတကောင်းရဲ့အချိန်မှာ ောက်တောင်ကြီးမှာလုံလင်းစကြပြီးတော့ပရမဥစွာရာဇမတ်ကားပြီးတော့ကရော့ဘဲငါးဘဲကိုဆင်ဆောက်ပြီးတင်မြောက်လိုက်ပါတယ်။ဒီနောက်မှာတော့တိုက်ဆရာကြီးရဲ့ကញင်စီမီတန်ကြီးအပါဝင်အလင်းနိုင်တွေထုံညီလိုက်ပြီးတော့အမွေးတန်တွေလည်းစီနီအောင်ထုံးလိုက်ပါတယ်။ကဲမင်းတို့အားလုံးဒီနေရာကနေငါမိမရပဲတရောင်းမှထမသွားရအောင်။ဈေးပြင်ရောက်သွားရင်တော့ငါတောင်းရင်မယူဘူးနော်။တိုက်ဆရာကြီးကဘူတန်ကြီးနဲ့ပြောလိုက်ပြီးဒီနောက်မှာတော့ချက်ကောင်းတူတူလူစုကိုတယောက်ချင်းကြိလိုက်ပြီးတော့ အေးဟိုကောင်လေးမင်းတို့အသွင်ရောက်ကချက်ကောင်းတို့ကိုဖမ်းထုတ်လိုက်ကြတယ်အားလုံးမျက်လုံးပြွသွားပြီးတော့ချက်ကောင်းတို့ကတိုက်ဆရာကြီးကိုငေးဆိုင်ကြည့်နေရင်ကဘာကြီးอ่ะကျွန်တော်ဘာလို့ဖမ်းထုတ်တာလဲဗျတိုက်ဆရာကြီးကချက်ကောင်းတို့ပြောတာကိုဘာမှမတုံ့ပြန်ပဲဟေးဟိုတုံးကငါပြောတာမကြောက်လားတိုက်ဆရာကြီးကငေါ့ပြီးတော့ထက်စင်အမင်းပေးလိုက်ပြီးဝါတုတ်တန်ငယ်နဲ့ရှမ်းကြီးတို့ဟာငေးကြောင်နေရာကကြောက်လန့်ပြီးချက်ကောင်းတို့ကိုကျူးနေဖမ်းပြီးတွေ့လိုက်ပါတယ်ချက်ကောင်းတို့လည်းဘာမှမပြော မယုံမကန်အသာညင်ပြီးတော့အတုတ်ခံပြီးမနှုတ်တောင်းကြက်ကောင်းတို့ရဲ့ခေါင်းခြေကိုယ်လက်ဓာရီကို တုံနာပြီးတော့တိုက်စရာကြီးကထက်စင်အမိန်ပေးလိုက်ပါတယ်အဲဒီကောင်ကိုစီးဝိုင်းမဲ့နေရာရဲ့ဟိုဘက်ခိုင်90ကွာလောက်မှာတွားချထားလိုက်ဒီတိုက်ကိုစောင့်နေတဲ့တစီတရေဘလူးတပတ်တွေလာနောက်ရက်ဖို့လာလိုက်ခါစားတော့ကြက်အောင်အစာဖြစ်နေကျွလိုက်ကြတစီတရေဘလူးတပတ်တွေဒီကောင်ကိုစားတော့နေတော့ငါဒီတိုက်ကိုဖွင့်ရမယ်ဆရာကြီးရဲ့အာနာကိုမဖီဆန်ရဲရကြောင် ဆရာကြီးခိုင်းနေတိုင်းချက်ကောင်းတို့ကိုဝတ်တုတ်တို့ဝတန်းထမ်းပြီးတော့စီးဝိုင်းမဲ့အပြင်မဲ့ထမ်းထုတ်လာပြီးချက်ကောင်းတို့လည်းဝတ်တုတ်တို့ပြုတ်သည်မြနုနေရတယ်ဆိုသလိုညင်တက်ကလိုက်ပါလို့သွားပါတယ်ဝတ်တုတ်တို့လူစုလည်းဆရာကြီးတမန်ထားတဲ့နေရာမှာချက်ကောင်းတို့ကိုချထားပြီးတော့ပြန်လာခဲ့ပါတယ်ဝတ်တုတ်တို့အနားကိုပြန်ရောက်လာတော့ဆရာကြီးနဲ့စီးတုံးနဲ့တားလိုက်ပြီးဒီနောက်မှာဆရာကြီးကဝတ်တုတ်တို့နားမလည်နိုင်တဲ့ဂါရာမန္တန်တွေကိုရွတ်ဆိုပြီးအေးရင်ခါတဲ့ဂါရာဆုတ်ပြီးတော့ မန်းမှုလိုက်ပါလေပြီးတော့မှငွေရားတိုက်ကိုစောင့်ရှောက်နေကြကုန်တော့တရေတစီမြေဖို့ဘလူးစသည့်တိုက်ဆောင်အပေါင်းတို့ယခုအမြဲမင်းလင်းလာရောက်၍အေကျဲကောင်းတို့အမည်ရှိသောလူသားကလေးအားငါကျွေးမွေးပါ၏တက်ကုန်တော့စကုန်တော့ထို့နောက်တင်တို့ဤတိုင်နှင်းတကားကိုလည်းအသာတကြီးဖွင့်ပေးကြကုန်တော့ငါဆရာတာခေရကိုယ်တိုင်စီဝါမနန်ကြိန်လုံးတံဖြင့်ဖွင့်ရပါမူတင်တို့တက်တာကြားလိမ့်မည်မဟုတ်ထို့ကြောင့်ဤတငယ်ကြက်ကောင်းတို့၏အသားရည်နုနု အယိုကျွတ်ကျွတ်ကလေးကိုအရသာရှိရှိစားတော့ပြီးတကားလားတင်တို့ဤတိုက်နှန်းကြီးကိုဖွင့်ပေးကြပါကုန်တော့တိုက်စရာကြီးဟာအရက်လေးမျက်နှာကိုအထက်ပါတိုင်းអော်ပြောလိုက်ပြီးတဲ့နောက်ဝါတို့တို့လူစုတွေကြက်သိန်းတွေတပြန်ပြန်ထသွားခဲ့ပါလေဒီနောက်မှာတော့ဘေးရမန်းမသိအနောက်တိုင်းလှုပ်ဝဲဆန်းကြီးစကားရဲမှသာမြင်မှုတဲ့အမွေအမြင်ထူထဲလာပြီးလူလိုလိုဘလူးလိုလိုအရှမ်းမောင်ကိုပြီလောက်ရှိတဲ့တရဝကြီးတကောင်ပေါ်ထွက်လို့လာခဲ့ပါလေသူတို့တွေရဲ့လက်မှာတော့နှိမ်တင်မို့ စတာတွေကိုကင်လာပြီးအဲ့ဒီတရဝါကြီးငါးကောင်ကတအောင်ကြောင်ငိမ့်တက်ပြီးတော့အချိန်နှင်းအရရက်ကိုအကဲခတ်လို့နေကြပါလေရှုစင်းတဲ့တန်အင်မတန်ဆိုပြီးတော့မျက်လုံးကြီးတွေမှာလည်းမိဝင်ဝင်တောက်နေတာတွေ့ရပြီးဝါတို့တို့လူစုဟာအဲ့ဒီတရဝါကြီးတွေကိုစိစိတောင်မကြည့်ရောပဲနဲ့အသက်ထွက်လို့မတဲ့ကြောက်လန့်လို့နေပါလေဒါပေမဲ့လည်းအဲ့ဒီတရဝါကြီးကတိုက်ဆရာကြီးနေတကွာဝါတို့တို့လူစုကိုဘာမှမလို့ဂိူတော်မဆိုင်ကြပဲစစ်ကောင်းတို့စီကိုသာတံပြီးတော့သွားကြပါလေအဲ့ဒါကြောင့် ဝါတုတို့လူစုဟောင်းချက်ကောင်းတို့တွေအလုံးမင်းစိုးရင်သွားပြီးတော့မျက်လုံးနေလေပြူးကျဲဝိုင်းဆက်လို့သွားပါတယ်။တရဝါကြီးငါးကောင်ကချက်ကောင်းတို့ကိုကုတ်ချိုးစားလိမ့်မယ်လို့ထင်ကြပြီးဝါတုတို့လူစုဟောင်းရေးရဲတောင်မကြည့်ကြတော့ပါဘူး။ဒါပေမဲ့ဝါတုတို့ထင်တယ်လို့တခုမှမဟုတ်ဘဲနဲ့တရဝါကြီးငါးကောင်လုံးကချက်ကောင်းတို့ရဲ့အနောက်ကိုရောက်တော့အယုဒေပြီးကဒူးထောက်ထိုင်ချလိုက်ပြီးတော့လေချောင်းတန်အော်အော်ကြီးနဲ့ဝါတုတို့နားမလည်နိုင်တဲ့စကားတွေကိုချက်ကောင်းတို့အားပြောနေပါလေ။ဒီနောက်မှာတော့ ချက်ကောင်းတို့ရဲ့အတန်ကိုကြားရပြီသင်တို့အားလုံးနားထောင်ကြတိုက်စရာကြီးတာကရကိုမှတ်သားလောက်အောင်စုံမလိုက်ကြပြီးတော့ငါ့ကိုလေအမတော်များစီကိုပို့ပေးကြစမ်းချက်ကောင်းတို့ရဲ့စကားအဆုံးမှာကြောက်တောင်နေရန်ကြီးကကြောက်သားကြောက်စလေးတွေတဖြိုးဖြိုးတဖြောင်ဖြောင်ကြလာပြီးတော့တစ်ဆက်တည်းမှာပဲမိုးချင်းတယ်လို့မြည်ဟင်းသွားပြီးအဲ့ဒီအတန်ကြီးနဲ့ကြောက်နေရန်တိုက်နှန်းကြီးလေပွင့်လို့သွားပါလေအထင်းမှာတော့ဘယ်လိုမီးမှမရှိလာပဲငွေရောင်လိုဆော့ဆော့ဖြူးနေတယ်အလင်းရောင်ကြီးရှိနေတာတွေ့ရပြီး အဲ့ဒီအလင်းရောင်ရှိနေတာကြောင့်အဲ့ကိုခြားထားရင်တော့မြင်ရတော့လင်းထိန်လို့နေပါတယ်ဝါတုတ်တို့လည်းအတွင်မိုင်းကိုတန်းအောင်မမြင်ရပဲနဲ့ငွေသားအတူဆွဆွဖြူနေတဲ့ကြောက်ကိုဝါကြီးကိုမြင်နေရပြီးတော့ကြောက်ကိုကြီးရဲ့အတွင်မိုင်းမှာလည်းဘလို့ဥစ္စာရတနာတွေအဆောင်လျှောက်တွေရှိနေမလဲဆိုတာဘသူမှမသိနိုင်ပါဘူးဝါတုတ်တို့လူစုကကြောက်ကိုဝါကြီးကိုငေးကြည့်နေစမှာအဲ့ဒီတရဝါကြီးငါးကောင်ကကြောက်ကောင်းတို့ကိုတင်းမပြီးတော့ကိုကြီးကြီးကိုရှူသွင်းလို့တော့ပါတယ်အဲ့ဒါကြောင့်ဝါတုတ်တို့လူစုဟာ အလွန်အမင်းထူးဆန်းအံ့ဩပြီးတော့ငေးမိငေးရငေးနေပြီးတိုက်ဆရာကြီးကိုကြောက်လို့ချက်ကောင်းတို့ရဲ့အဖြစ်ကိုလည်းလိုက်ပြီးတော့မကူညီရင်ဖြစ်ခဲ့ပါတယ်။အရင်နောက်မှာတော့စင်သာမိတာကနန္ဒာဘဝရီဟာဝါတုတ်ရဲ့လူငယ်များတွေကခေါင်းဆောင်ဖြစ်တဲ့ချက်ကောင်းတို့ကိုကိုကြီးတဲ့ကိုတွင်းယူသွားပြီးတော့ဝါတုတ်တို့အဖွဲ့လေအချင်းကြီးဟန်ဝဲမရှိ အသက်အန္တရာယ်တောင်ဖြစ်ပေါ်လာတယ်လို့တွေးပြီးတော့ကြောက်စိတ်တွေဝင်လာပြီးစီးကိုဖောက်ကထွက်ပြေးလို့တောပါတယ်။မိတွေတဟုန်ဟုန်တောက်ပြီးတော့စီးသုံးတန်တပြိုင်နဲ့ကျိုးပေါက်သွားပြီး ဘယ်ရက်ကရောက်လာမှမသိတဲ့နာနာဘဝတွေဟာကြောက်မဲ့ဖွဲရလေချောင်းတံတွေနဲ့ဟိန်ဟောင်းလို့နေပြီးတော့တိုက်စရာကြီးဥတကရကိုဝိုင်းအောင်လို့တွားကြပါလေဝါတို့တို့လူစုဟာအတက်ထွက်လို့နေပါပြီးပြီးတော့အတန်အသင့်ခရီးပေါက်တဲ့အခါမှာနောက်ဘက်ကိုပြန်လည်လှည့်ကြည့်လိုက်တော့နာနာဘဝကြီးတွေကိုတကောင်တလေမှမတွေ့ရတော့ပဲတိုက်စရာကြီးဥတကရကတော့မြေပြင်မှာဥရဖာရကုခဲ့ပြီးတော့အော်ဟစ်နေတာကိုတော့လက်တွေပဲမြင်ရပါတယ်နောက်ထပ်15ရက်လောက်ကြာမှာ အဲ့ဒီအချိန်မြို့ចောင်းတက်နေတဲ့မောင်ထုံးကြီးလည်းចောင်းပိတ်လို့ရွာကိုပြင်ရောက်နေပြီဒီအချိန်ရွာထဲမှာငွေရားတက်ရဲ့အကြောင်းကိုပြားဆွဲသလိုပြောနေကြပြီးတော့ငွေရားတောင်တိုက်နေကချက်ကောင်းတို့လေးကိုအရှင်ခေါ်သွားတဲ့အဖြစ်ကိုလည်းတရွာလုံးစုတ်တက်တက်တက်နဲ့ကြည်ကွဲလို့နေရပါလေသူရဲ့မိဘတွေဟာသူတို့သားလေးချက်ကောင်းတို့ရဲ့အဖြစ်ကိုတွေးပြီးတော့မျက်ရည်တွေလည်းမစဲနိုင်ဖြစ်ခဲ့ပါလေချက်ကောင်းတို့လေးဟာကြောက်ကိုကြီးပြတ်မိသွားပြီးတဲ့နောက်အသက်ရှူကျက်လို့ကိုပါခဲ့ပါတစားစားနဲ့အုံကြီးငိုယိုပြီး တည်ဆုံတော့ရနေသလားလို့ယူဆနေပြီးသူ့ရဲ့အမတွေကလိပ်ပြာတော့ဥစ္စာဆောင်ဖြစ်တော့ပြောင်းလဲကြပြီလားလို့လည်းထင်တဲ့သူတွေကထင်နေပါတယ်တချို့တွေကတော့အဲ့ဒီလိုဖြစ်နိုင်မယ်မရှိ သူ့အမတွေကတနေ့ကျရင်ချက်ကောင်းတူလေးကိုအရင်နှုန်းကအတိုင်းလူဝဖြစ်နေလူပြည်ကသူ့မိဘတွေစီကို ပြန်ဖို့ပေးလိမ့်မယ်လို့ယူဆလို့နေကြပါတယ်ဒါပေမဲ့ရွာသူရွာသားတွေထင်မြင်ယူဆနေတယ်လို့တခုမှဖြစ်မလာခဲ့ပါဘူးအဲ့ဒီဖြစ်စဉ်နောက်ပိုင်း15ရက်ပြည့်မြောက်တဲ့လပြည့်တကောင်ရံအချိန် ကောင်းကင်ရံကမောင်းထုတန်တညဉ့်ညံ့နဲ့တီဆိုတန်တွေစောင်းဘက်သာဒူရီယာတန်စတဲ့ညင်ညောင်းလာတဲ့အတန်တွေနဲ့စင်အော်တန်မြင့်ရတဲ့အတန်တွေကိုပါသူတို့တွေကြားလိုက်ပါတယ်။ဒါကြောင့်ဒိုးတောင်တရွာလုံးဟာအထူးဆန်းတအံ့တော်ဖြစ်ပြီးထွက်ကြည့်လိုက်တဲ့အခါမှာတော့ကောင်းကင်ရံမှာငွေရောင်ဆွဆွဖြိုးနေတဲ့အလင်းတန်းကြီးတစ်ခုကိုတွေ့ရပြီ။အဲ့ဒီအလင်းတန်းကြီးဟာမြောက်ကနေတောင်ကိုတရွေ့ရွေ့နဲ့ရွေလျားသွားပြီးတော့ဒိုးတောင်ရွာသူရွာသားတွေဟာဖြူဖြူအလင်းတန်းကြီးကမြင်ဝင်းကပြောက်ွယ်သွားတဲ့အထိ ရှက်ကြည့်လို့နေခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးငွေရတောင်တက်ရဲ့အကြောင်းကိုလည်းတစုံတပါးတာမှမပြောတော့ပဲဘယ်နေရာဘယ်ဒီတော့ကိုပြောင်းရွှေ့သွားပြီမှလည်းလုံးဝမသိတော့ပါဘူး။ပြည်သက်တွေခုနားဆင်ခဲ့ရတဲ့ဇလံလေးကတော့စာရေးသူထွန်းတောင်ရေးသားထားတယ်။တောင်လမအင်းမေးကငွေရတောင်တိုင်းဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ်ဗျာ။ဆက်လက်ပြီးတော့လေအခုလိုမျိုးစိတ်ဝင်စားပွဲရာဇလံလေးကိုတင်ဆက်ပေးဖို့ရှိတာကြောင့်စောင့်မျှော်နားဆင်အားပေးကြပါအောင်ဗျာ။ပြည်သက်များအားလုံးပဲ စိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့စီပါလက်လာပါများဒီရီလာတိုးတက်ကြီးပွားကြပါစေဗျာ။